အာမိဘတွေမှာလည်းအပြစ်တော့မရှိပါဘူးဒါပေမဲ့ဟိုဟိုဖြစ်ချိန်တန်လို့ဖြစ်တယ်လို့ပဲပြောရပါတော့เนาะဘယ်တော့ပဲဂယူဆိုင်ဆာအဲကလေးမိဘဘယ်တော့ပဲဂယူဆိုင်ဆာသူတကယ်လို့ကလေးမိဘဟို toilet သွားခြင်းလို့ toilet ထဲဝင်နေခြင်းဖြစ်ကောင်းလည်းဖြစ်သွားမှာပဲလေဒါကဘယ်လိုပဲဖြစ်ဖြစ်ဖြစ်ချိန်တန်လို့ဖြစ်တယ်လို့ပဲကျွန်တော်တို့ကမြင်ပါဗျာဖြစ်ကလေးအန်ရကင်းစွာနဲ့ပဲဟိုကဖြစ်တာဟိုကကျွန်တော်တို့ဝါသားကြရပါဘောเนาะအဲအဲ့လိုជីជីမမတော့ထိခိုက်တန်ရတော့မရှိပါဘူးခင်ဗျာဟိုကျွန်တော်တို့ဒီ makeup writer အဖွဲ့ရပဲဟိုဟာ ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပါတယ်ပေါ့နော်ဟုတ်ဟိုကလေးဆိုတဲ့အမျိုးကတော့ဆော့တာပေါ့နော်ဆော့တယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုမိဘတွေကဂယူးဆိုင်ပါတယ်ဘယ်သူမှဆိုမိဘကတော့ဂယူးဆိုင်တဲ့ဂယူးဆိုင်တဲ့မိဘဆိုတော့မရှိပါဘူးကိုကလေးရောနော်အဂယူးဆိုင်နေတဲ့ဓာတ်တွေကဖြစ်သွားတာဆိုတော့ကံတရားကြောင့်ပဲပြောရမှာဒါကလေးတွေကကံရတယ်ကလေးကိုနတ်ဆောက်တယ်ဆိုတဲ့စကားအတိုင်းပေါ့ကလေးကကံရတယ်ဒါအကောင်းပါတယ်ပေါ့နော်အဲ့တော့ဟိုတော်တော်ဆိုဖြစ်ခဲပါတယ်ကလေးတွေကလည်းအဲ့တော့ ဟိုဂယူဆိုင်စေကြတယ်ဒီထက်ပိုပြီးတော့ဂယူဆိုင်ဖို့ပဲလိုတာပေါ့ကျွန်တော်ခုနပြောခဲ့သလိုပေါ့ဂယူဆိုင်နေရတာနဲ့ကိုကတွိုင်လက်သွားတဲ့အချိန်မှာဖြစ်ကောင်းလည်းဖြစ်သွားနိုင်တာပေါ့နော်ကိုကခလေးအတွက်ရေးသွားခတ်ပြီးတဲ့အချိန်မှာလည်းဖြစ်ကောင်းဖြစ်သွားတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါသူဖြစ်ချိန်တိုင်းရတော့ရှောင်လဲလို့မရပါဘူးဒါပေမဲ့မိဘတိုင်းကတော့ကိုသားသမီးကိုလက်လွတ်စပယ်တော့မထားဘူးဆိုတော့ကျွန်တော်ယုံပါတယ်အဲလင်းနဲ့ငါးနှစ်ကြားထဲမှာရှိရတယ်သိရတယ်ပေါ့ ရေကျော်လမ်းမှာပေါ့နော်ပစံတော်မြို့နယ်ရေကျော်လမ်းမှာပေါ့ပါပါဟုတ်တယ်။တို့ရှိကိုသတင်းဝင်လာတော့ည9:00နာရီခွဲလောက်မှာပေါ့ကျွန်တော်တို့ရှိကိုသတင်းရတယ်ပေါ့သတင်းရတော့ကျွန်တော်တို့သွားတဲ့အချိန်မှာတော့ခလေးကအဲ့လိုမျိုးတိုင်းတိုင်းကြားထဲမှာညံ့နေရပေါ့နော်၃လလာကျွန်တော်တွေ့ရပေါ့အဲ့မှာကျွန်တော်မြန်မာနိုင်ငံမိသားတက်ဖွဲ့ရောတခြားမိဖက်ပြဟိတာဖွဲ့တွေရောက်ပါပေါ့အဲ့ဒါကျွန်တော်တို့ဒီ၃လအခန်းကတိုက်တန်ပန်းကိုဖြတ်ပြီးတော့ခလေးကိုကျွန်တော်တို့ကဲထုတ်ခဲ့ပေါ့အဲအပေါ်ဆုံးတက်ကလို့သိရတယ်ပေါ့ရှစ်လောပေါ့ သူကထက်ခိုးမှာကစားနေနေအဲမောင်နှမရဲ့ကစားနေနေဟိုမတော်တဆဖြစ်သွားတယ်ထင်ပါတယ်ဟုတ်ဟာမဖြစ်ပါဘူးခလေးကတော့သူတီတီမမထိခိုက်တယ်အမှတခုမှမရှိဘူးဟိုကခလေးဆိုရယ်သဘောတဘာဝအတိုင်းတော့ဟိုပြုတ်ကြတယ်လန့်သွားတယ်ပေါ့ဒါပါပဲဟုတ်ပါဘူးအဲကြာတော့ကြာတာပေါ့ခင်ဗျဟောဟောဒါကြီးကွက်45မိနစ်ပြီးပါတော့သွားတာပေါ့ခင်ဗျဟုတ်ကဲ့အဓိကစိတ်ပူတာတော့ခလေးထပ်ပြီးတခုခုဖြစ်သွားမှာပဲစိတ်ပူတာပေါ့ကျန်တာတော့ဟိုကျွန်တော်ရဲ့ တွေ့ကြုံရှိရဒီ CGI လည်းဖြစ်တဲ့ဒီမြန်မာနိုင်ငံမိသားတက်ဖွဲ့ရဆရာသမားတွေလည်းသူတို့ပူးပေါင်းလှုပ်ဆောင်အားဖြစ်တဲ့တော့အဲ့လောက်ကြီးတော့ခက်ခဲမှုတော့တိတ်မရှိပါဘူးလားဟုတ်ပါဘူးအဲ့လိုရလို့တော့မဟုတ်ဘူးခင်ဗျာဒီတိုင်းပဲဟိုမတော်တဆအဲကျွန်တော်တို့ကျွန်တော်တို့ထင်တာတော့မတော်တဆပြုတ်ကျသွားတာလို့ပဲထင်ဟိုလိုမျိုးဟိုခုနကမေးရမေးခွန်းလိုမျိုးတော့ခက်ခဲတော့မရှိပါဘူးဒီကတော့ကိုယ်အရင် safety ဘိုင်းကိုယူဆိုင်ရပါ เนาะအဓိကလည်းဟိုကလေးကလည်းဒါဟိုဆော့ရင်းလွှားရင်းနဲ့ဒါမတော်တဆဖြစ်သွားအောင်ဆိုတော့ဒါတချို့ဒါတချို့ကလေးမိပါရတယ်ဒါတင်ငန်းစာယူလို့ရတာပေါ့နော်ကိုကလေးဟိုဆော့နေရဲ့ခြေဆိုတကားလေးတခြားပိတ်တာလို့တတ်မှန်းနေပါတယ်တခြားလာဖြစ်တာတော့ဟိုကောင်းတာပေါ့ အဓိကတော့ကို AR safety bike ကိုဂရုစိုက်ရင်ဖြစ်ပါတယ်ဟုတ်အဲ့အဲ့ဒါတော့ဘသူဘသူအပြစ်မပြောလို့ပါဘာလို့ဆိုတော့ခလေးဆိုတဲ့အမျိုးကဆော့မှာပဲဗျာဟုတ်ဟုတ်ဘာလို့ကျွန်တော်တို့လည်းငယ်ရကြီးလာကျွန်တော်တို့လည်းတအားဆော့တာပေါ့နော်ကျွန်တော်တို့ငယ်ရမြောင်လောင်းလေးလို့တော့ခေါ်ကြတာဆိုအဲ့တော့ဒါမိဘတွေမှလည်းအပြစ်တော့မရှိပါဘူးဒါပေမဲ့ဟိုဟို ဖြစ်ချိန်တန်လို့ဖြစ်တယ်လို့ပဲပြောရပါတော့เนาะဘယ်တော့ပဲဂယူဆိုင်ဆာအဲကလေးမိဘဘယ်တော့ပဲဂယူဆိုင်ဆာသူတကယ်လို့ကလေးမိဘဟို toilet သွားခြင်းဟို toilet ထဲဝင်နေခြင်းဖြစ်ကောင်းလည်းဖြစ်သွားမှာပဲလေဒါကဘယ်လိုပဲဖြစ်ဖြစ်ဖြစ်ချိန်တန်လို့ဖြစ်တယ်လို့ပဲကျွန်တော်ကမြင်ပါဗျာဖြစ်ကလေးအနေရကင်းစွာနဲ့ပဲဟိုကဖြစ်တာဟိုကကျွန်တော်တို့ဝါသားကြရပါတော့เนาะဒါတော့ကြားကြားချင်းမှာတော့ဘယ်လိုဖြစ်စင်နေရမှာ ဘယ်လိုနေထားရှိရဆိုကျွန်တော်မသိရအောင်အဲ့တော့ကျွန်တော်ဘက်ကတော့လိုအပ်တဲ့ပစ္စည်းပစ္စည်းဟာအစုံလေးပေါ့နော်ကယ်ဆယ်ရေးပစ္စည်းပစ္စည်းဟာအစုံလေး light တင်နေပါတယ်နဲ့ကျွန်တော်တို့သွားတယ်။ဒါကြည့်လိုက်တဲ့အချိန်မှာအဲခုနကကျွန်တော်ပြောလို့ပေါ့ကျွန်တော်ရဲ့ဒီဆရာတစ်ပါးရဲ့ဒီမှာနိုင်ငံကြီးတက်တဲ့ဖွင့်ရဆရာတစ်ပါးရဲ့ရောက်နေတာဆိုတော့အဲ့ဒီကဒီပူပေါင်းလောက်ဆောင်လာတဲ့အချိန်ကဟိုအောင်မြင်ပါ့။ အဲ့လိုပဲမဟုတ်အကုန်လုံးဝင်းရံကြတာပေါ့နော်ဘာဖြစ်ဖြစ်ဟိုပြည်ရက်ွက်နေပြည်သူတွေလည်းဝင်းရံကြတယ်ဒါမနိုင်ငံမိသားတဖွဲ့လည်းပါတယ်မိဖက်ပရိုက်တာအဖွဲ့လည်းပါတယ်အကုန်လုံးစုစည်းပြီးတော့ကူညီလိုက်တာဖြစ်တဲ့အတွက်ဟိုဟိုကြာလို့ကြာမယ်တော့မသိလိုက်ပါဘူးအဓိကတော့ကလေးကိုပဲအဓိကအာရုံထားတာပေါ့နော်ကလေးနောက်ထပ်ချက်ပြီးပြုံးမကြသွားအောင်လို့ပြီးနောက်ထပ်ဘယ်လိုပြောရမလဲဟိုထိခိုက်တယ်မရအောင်လို့ပြီးပါရင်အဲကလေးတိတ်ပြီးစိုးရိမ်စိမ်မဖြစ်အောင်ပေါ့နော်ဒါမျိုးတွေပဲဒီကလေးယူဆရတာပေါ့အဲ့လိုမဟုတ်ပါဘူးခင်ဗျတတိရှိပါခလေးခလေးကတော့ ုံးစံတာပဲခလေးဆိုတော့ကြောက်တာပေါ့နော်လန့်တာပေါ့အဲ့တော့ဟိုသူအမင်းရေဝင်တဲ့ရောက်သွားတော့လည်းအဆင်ပြေသွားတာပါအဲ့အဲ့လိုជីជីမမတော့ထိခိုက်တယ်ရတော့မရှိပါဘူးခင်ဗျာဟိုကျွန်တော်တို့ဒီမိဖပရိုက်တာအဖွဲရပဲဟိုဟာဟိုပြောင်းဆေးအောင်ယူတော့ပို့ဆောင်ပါပေါ့နော်ဟုတ်ဟိုခလေးဆိုတဲ့အမျိုးကတော့ဆော့တာပေါ့နော်ဆော့တယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဟို မိဘတွေက view site ပါတယ်ဘယ်သူမှဆိုမိဘကတော့ view site တဲ့ view site တဲ့မိဘဆိုတာမရှိပါဘူးကိုကလေးရောနော် view site နေရကြတဲ့ကဖြစ်သွားတာဆိုတော့ကံတရားကြောင့်ပဲပြောရမှာနော်ကလေးတွေကကံရတယ်ကလေးကိုနတ်ဆောက်တယ်ဆိုတဲ့စကားအတိုင်းပေါ့ကလေးကကံရတယ်ဒါအကောင်းပါပဲပေါ့နော်အဲ့တော့ဟိုတော်တော်ဆိုဖြစ်ခဲပါတယ်ကလေးတွေကလည်းအဲ့တော့ ဟိုဂယူဆိုင်စေချင်တယ်ဒီထက်ပိုပြီးတော့ဂယူဆိုင်ဖို့ပဲလိုတာပေါ့ကျွန်တော်ခုနပြောခဲ့သလိုပေါ့ဂယူဆိုင်နေတဲ့ဌာနဲ့ကိုက toilet သွားတဲ့အချိန်မှာဖြစ်ကောင်းလည်းဖြစ်သွားနိုင်တာပေါ့နော်ကိုကခလေးအတွက်ရေသွားခတ်ပြီးတဲ့အချိန်မှာလည်းဖြစ်ကောင်းဖြစ်သွားတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါသူဖြစ်ချိန်တိုင်းတော့ရှောင်လဲလို့မရပါဘူးဒါပေမဲ့မိဘတိုင်းကတော့ကိုသားသမီးကိုလက်လွတ်စပယ်တော့မထားဘူးဆိုတော့ကျွန်တော်ယုံပါတယ်တိုက်နဲ့တိုက်ကလည်းကျင်းတော့လေကျင်းကျင်းနေတော့ဒီနှစ်တိုက်ကြားထဲမှာပဲသူပြုတ်ကြပြီးတော့ညှက်သွားတာပေါ့ကံကောင်းတယ်လို့ပြောရမှာပေါ့နော်ပြီးတော့ခလေးတွေကကံကလည်းပြောမရဘူးလေနော်အဲ့တော့ ဟိုကလေးကိုတိုင်းပဲကာယကရှင်ကိုတိုင်းပဲဒီအကြောင်းအရာဘယ်လိုဖြစ်လဲဆိုတာကိုသိမှာပေါ့ကျွန်တော်တို့ကတော့ရောက်တဲ့ချိန်မှာတွေ့ရဟာတော့ခုနပြောလို့ပေါ့ကျွန်တော်ညံ့နေရတွေ့ရကျွန်တော်တို့၃လလောက်မှာကျွန်တော်တို့ဟိုဟာဖြစ်ပြီးတော့အဲ့ဒီ၃လအဲ့ရှင်ရလဲသူတို့တမန်းနေပါဖြတ်ခိုင်းနေပေါ့နော်ဖြတ်ပြီးဖြတ်ဖြတ်ခွေပြည့်လဲဆိုတော့အဲ့ဒါတွေဖြတ်ပြီးကလေးကိုကယ်လိုက်တာဆိုတော့အဲ့အရှင်တို့လည်းတရားတွေကျေးဇူးတင်ပါတယ်ခါမဟုတ်ပါဘူးနော်ဟိုမိဘရင်ကလည်းရောက်ပါဘူးမနေ့ကတော့ဒါကျွန်တော်ကဖြစ်ဖြစ်ချင်းတဲထိလိုက်တဲ့အရာရပါ냐ပေါ့နော်ဟိုဘယ်ဒီကဲကပါပုံစံမျိုးလေးပို့ပေးတာပါ ခလေးနေရဆိုတော့ကျွန်တော်တေချာတော့မမတ်မိဘူးဗျာကူတော့ကူညီခဲ့ရတဲ့ဟာရောရှိတာပဲဗျာဟုတ်ခုနကပြောတော့ဟိုအရေးပေါ်လို့ဆိုတာခလေးလူကြီးရတယ်မဟုတ်ဘူးဗျာဖြစ်လာတဲ့အချိန်မှာဟိုအတတ်နိုင်ဆုံးနဲ့အမြန်ဆုံးနဲ့ကူညီဆောင်ရွက်နိုင်ဖို့ပဲအရေးကြီးတာပါဗျာဟုတ်ကဲ့ခင်ဗျာဘာဖြစ်ဟိုခုနအမမေးရမိခွန်းထဲမှာတော့ပြည့်စုံနေတာခလေးမိပါရည်လဲဒါ view site ပါတယ် view site နေတာနဲ့ရုပ်တရက်ဖြစ်သွားတာဖြစ်တော့ဘယ်လိုမှမတတ်နိုင်ကြဘူးဗျာနော်အဲ့တော့ဟို တက်နက်ကလေးမိပါရတဲ့ဒီဖြစ်စဉ်ကိုကြည့်ပြီးတော့ပို့ပြီးတော့ view ဆိုင်ကြမယ်လို့ပြောလဲပါတယ်ဗောနော်ဒါဟိုမိပါရရဲ့ပေါ်ဆမှုလည်းမဟုတ်ဘူးဗျာဒါကရုပ်တရက်ကလေးကလေးတွေစော့နေနေဖြစ်သွားတာဆိုတော့ဒီမှာတွေးလိုက်မှာမဟုတ်ဘူး